လူအသက်ဟာတူတယ်။နောက်ဘဝဆိုတာအေကန်ရှိတယ်။ဒါကြောင့်ဒါဖြင့်ဘာလို့ရမလို့ဆိုမြတ်စွာဘုရားဆုံးမတယ်။ကတ္တပံကုတလံအပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာရတဲ့အလုပ်ကိုလုပ်ပါလို့ပြောတယ်။ကုသိုလ်ဆိုတာအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာပေးတဲ့အလုပ်ကိုဆိုလိုတယ်။ဘယ်ဟာပဲဖြစ်ဖြစ်ကောင်းတဲ့လို့မကောင်းတဲ့လို့ဆိုတာနှစ်ခုရှိတယ်။နော်။အစားအစားအစားတောင်မှပဲ။ ခန္ဓာကိုယ်အကျိုးပြုတဲ့အစားစာရှိတယ်ခန္ဓာကိုယ်ထဲမှာစိတ်တော့ဖြစ်တဲ့အစားစာရှိတယ်တဘာဝကောလေအဲ့ဒါလိုပဲလူစိတ်ထဲမှာဖြစ်တဲ့ဟာကအပြစ်ကင်းတဲ့စိတ်အနေထားတစ်ခုအပြစ်ရှိတဲ့စိတ်အနေထားတစ်ခုအပြစ်ကင်းတဲ့စိတ်သဘောထားကိုကုသိုလ်လို့ခေါ်ပြီးတော့အပြစ်ဖြစ်တဲ့သဘောထားကိုအကုသိုလ်လို့ခေါ်တာပဲကုသိုလ်အကုသိုလ်အရှင်းရှင်းလေးရေသူကအပြစ်ရေပြီးတော့အကျိုးထုတ်တဲ့အခါမှာသူကနှစ်ခုမှတ်တာ ကုသိုလ်ဆိုတာအပြစ်အပြစ်ကင်းတယ်အပြစ်ကင်းတယ်တန့်စင်တယ်ကောင်းကျိုးထုတ်ဆောင်ပေးတယ်ဒါကုသိုလ်အကုသိုလ်ဆိုတာပြစ်အပြစ်ရှိတယ်တဘာဝကောမကောင်းဘူးမကောင်းတဲ့ကျိုးကိုလည်းထုတ်ပဲထုတ်လို့တယ်ဟောအဲ့ဒါအကုသိုလ်အဲ့တော့မြတ်စွာဘုရားကအေးဘဝမှာနောက်ဘဝသွားရမှာဆိုတော့ကတ္တဗံကုသလပြစ်ကင်းပြီးကောင်းကျိုးချမ်းသာပေးမယ်အလုပ်တွေကိုမင်းတို့လုပ်တဲ့နေ အဲ့ဒီလုပ်တွေကိုဘုရားဘာသာမြတ်စွာဘုရားမဟောတော့ဌာနလုပ်တာဌာနလုပ်တာဆိုတာဘုန်းကြီးကြောင်းလူတာတို့ဒါတွေပြောတာမဟုတ်ဘူးအကုန်လုံးเนาะတချို့ကဌာနလုပ်တယ်ဆိုအဲ့ဒါမှမဟုတ်ဘူးကိုမိသားစုအချင်းချင်းကိုအပေါင်းအသင်းတကယ်ချင်းတွေမှကြွေးတာမွေးတာဟောရင်ပြုတာကိုစားတဲ့တည်းအခွဲပေးတာကိုညီတာအလုံးဟာဒါဌာနတွေကြီးပဲကော်ဖီတစ်ခွက်တက်တာအစား မြှဝိစာရမန္တရဒါနာပဲကိုပေးတာမိဘကိုကျွေးတယ်မိသားစုကျွေးတယ်မေတ္တာနဲ့အလုံးမိသားစုကျွေးတယ်နောက်ရှင်မြို့ပိတ်တဲ့ငါတွေကျွေးတယ်အလှူဒါနာပြုတယ်အလုံးတာတွေကဒါနာတွေကျွေး